ပတ်စားတွေကိုဟလာစစ်မှုတန်းအတင်းတော့ဆွဲကြတယ်စစ်တပ်ထဲရောက်တဲ့ခါကျတော့ကောင်းကောင်းမွန်မွန်စစ်စစ်ထဲမှာပြောအောင်မထားတဲ့ပြင်ကိုအဲ့ဒီ corporate ဘက်အစိုးဆုံးပဲအခုဆိုအနိုင်ကျင့်ခံနေရတယ်ပေါ့ကွာနော်ကဲကြည့်ရပါစားတွေစေးတီချာချာမကုပေးလို့ငှက်ဖြားတွေမိကြရကြနော်စေးတီတီချာချာမကုပေးလို့တိတ်ဆုံးသွားတဲ့ပါစားတွေလည်းရှိတယ်။အဲဒါကတိတ်ဆုံးသွားတဲ့အုပ်စုတွေပေါ့။အဲနောက်ထပ်မိမိအိမ်ကနေပြီးတော့မိမိပိုက်ဆံမှားပြီးတုံးတာသူတို့ကိုအတိမပေးရကောင်းသလားဆိုကောင်းလားဆိုပြီးတော့ ြင်လာတဲ့ကြိုးပွဲအိတ်ကိုစစ်သုံးကြိုးပွဲအိတ်ပေါ့အဲ့ထဲမှာအလေးပင်ထည့်ခိုင်းတာထည့်ခိုင်းလာပြီးတော့မြောင်းတူခိုင်းတယ်နော်မြောင်းနေတူခိုင်းတယ်တနာကြီးရနဲ့၃နာရီတူတူတူခိုင်းပါလေတဲ့နော်၃နာရီတူတူခိုင်းလို့မပြီးသေးဘူးမကျင်နိုင်ရင်ထပ်တူခိုင်းတယ်ဟုတ်ကဲ့ကျွန်တော်မိဘညီကိုမွန်မမများအားလုံးပဲတော်လန်ညချမ်းသာပါဒါကြောင့်ဒီကနေ့နိုဝင်ဘာလ၄ရက်နေ့အတွက်ညပိုင်းတည်ရတဲ့မြေပြင်စစ်ရေးတည်င်းကောင်းလေးတွေနဲ့ဒီနောက်မှာဒါကြောင့်ထုံးစံတိုင်းပဲဗီဒီယိုလေးတစ်ပုတ်နှစ်ပုတ်သွားပြီးတော့ကြည့်လိုက်အောင်ညာ ကဲတော့ပထမဆုံးဒါကြောင့်ပဲခူးတိုင်းဘက်ကသတင်းကောင်းလေးနဲ့စမယ်ဆိုရင်ပဲခူးတိုင်းနတ်တလင်းမြို့နယ်မှာစီးတဲ့ပူစောဒီစခန်းနဲ့ပတ်ကင်ကိုတိုက်ခိုက်ခဲ့ရမှာအကြံပတ်စစ်တပ်ဘက်ကတအူးတေဆုံးခဲ့ပြီးစခန်းမှုနေအိမ်နဲ့ဘူတဲကိုလည်းမိဆုပ်ဖြက်စီဆင်းလင်းခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါမနေ့ကနိုဝင်ဘာလ3ရက်နေ့မနက်9:15မိနစ်ခန့်အချိန်နတ်တလင်းမြို့နယ်မင်းဘူးကျွန်းအောက်စုရွာမှာစီးတဲ့ပူစောဒီစခန်းကိုပဲခူးတိုင်းစစ်ဌာနအမှတ်20ပြူဟာ တရားဝတီခံတက်ရင်တည်း drone တပ်ဖွဲ့ရဲဘော်တွေနဲ့တပ်ခွင်နဲ့ရဲဘော်တွေက drone ဖြင့်ဗုံးကြဲတက်ခတ်ခဲ့ကြပြီးအဲ့ဒီတက်ခတ်မှုအတွင်အကြံပတ်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုအရေအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ဒါမနေ့ကမနက်9:23မိနစ်ခန့်မှာလဲမင်းမှုကျွန်းအောက်စုရွာနဲ့တောင်ညိုရဲစခန်းအကြားမှာစီးတဲ့ကန်စုတာကစခန်းမှုနေနဲ့စစ်သားများကင်းမုံဝုတ်နေတဲ့ဗိုလ်တဲစခန်းကိုလည်းဒေါ်လိုင်းရဲဘော်တွေကမိစုဆင်းလင်းခဲ့ကြောင်းသိရပါတယ်။အဲ့ဒီနောက်တောင်ညိုရဲစခန်းမှာကင်းပတ်ဖို့ထွက်လာတဲ့စစ်သားနဲ့ရဲတွေကို မနေ့ကမနက်6:15မိနစ်ခန့်မှာပဲတော်လိုင်းရဲဘော်တွေကမိုင်းဆွဲ တက်ခိုက်ခဲ့ရမှာစစ်သားတအူထပ်မံတေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်းသိရပါဗျ။ဒါအဆိုပါမိုင်းဆွဲတက်ခတ်မှုပြုလုပ်ခဲ့ပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေကြားအပြန်လည်ပြစ်ခတ်မှု15မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးဒါကြောင့်တော်လိုင်းရဲဘော်တွေအနေနဲ့ကတော့အထိခိုက်မရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗျ။ဆိုတော့ပထမဆုံးဒါကြောင့်ဘကိုးတိုင်းဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်။ ကဲတော့ဆက်ပြီးတော့ဒါကြောင့်မကွေးတိုင်းဘက်မှာဆိုရင်မကွေးတိုင်းပခုတ်ကူမြို့နယ်ပခုတ်ကူလီရင်ကွင်းအနီးစက်ကြီးကောက်နေတဲ့ရဲနဲ့စစ်သားအချုပ်ကိုအသွင်ယူတိုက်ခိုက်ခဲ့ရမှာရဲတအုပ်နဲ့စစ်သားတအုပ်စုစုပေါင်း2ဦးတေဆုံးခဲ့ပြီးတနတ်တလက်တင်းစီရမိခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့မနက်9:29မိနစ်ခန့်အချိန်ပခုတ်ကူမြို့နယ်ပခုတ်ကူလီရင်ကွင်းအနီးပခုတ်ကူရေစကြိုလမ်းမကြီးပေါ်မှာကုန်ကားများကိုစက်ကြီးကောက်နေတဲ့ရဲနေမင်းအား2ဦးကို ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကစံကယ်ဖြစ်အသွင်ယူပြီးတွားရောက်ပစ်ခတ်ဆင်းလင်းခဲ့ရမှာရဲတအုပ်တေဆုံးခဲ့ကြောင်းနဲ့အဲ့ဒီပြစ်ခတ်တက်ခတ်မှုအတွင်းလေရင်ကွင်းဂိမ်းမှအကြမ်းဖက်ဆက်သားတွေကပြစ်ကူပေးတက်ခတ်ခဲ့တဲ့အတွက်ကြောင့်အဲ့ဒီဂိတ်စကံကို40မမဘုံဒီတလုံးထပ်မံပြစ်ခတ်တက်ခတ်ခဲ့ရမှာအကြမ်းဖက်ဆက်သားတအုပ်ထပ်မံတေဆုံးသွားကြောင်းသိရပါတယ်အဲ့ဒီဆက်ကြီးကောက်နေတဲ့ရဲမှာတော့ပခုတ်ကူမျိုးနဲ့ပခုတ်ကူမျိုးမှရဲစကန်းမှာရဲလောက်သက်6နဲ့စီပြီဖြစ်တဲ့ရဲတပ်သားရီမုံဖြစ်ပြီး၎င်းရဲ့ဇနီးဖြစ်သူနဲ့အတူ MI1 အမျိုးအစားတနက်ဒလတ်ဆန်ကဲဒစီတို့ကိုတင်စီရမိခဲ့ကြောင်းနဲ့အဲ့ဒီဖမ်းမိခဲ့တဲ့ရဲတပ်သားရဲ့ဇနီးဖြစ်သူမှာကိုကိုငါးလလွှဲထားရတဲ့အတွက်ကြောင့်စစ်စီမင်းမြန်းကပြန်လှုပ်ပေးလိုက်ကြောင်းသိရပါဗျ။ဒါအဆိုပါလှုပ်ဆောင်မှုကိုတော့စောက်တန်းရေစကြိုတပ်ပေါင်းစုမှရဲဘော်၂ဦးကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးဒါကြောင့်ရဲဘော်တွေအနေနဲ့ကတော့အထူးခိုက်မရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဆိုတော့နောက်ထပ်ဒါကြောင့်မကွေးတိုင်းဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့ဆက်ပြီးတော့ဒါကြောင့်စကိုင်းတိုင်းဘက်မှာဆိုရင် စကိုင်းတိုင်း ချောင်းဦးမြို့အဝင်စစ်တပ်ကဲကိုဝင်ရောက်တိုက်ခိုက်မှုမှာစစ်တပ်ဘက်က၄ဦးသေဆုံးခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါပြီးခဲ့တဲ့နိုဝင်ဘာလ2ရက်နေ့မနက်6နာရီခန့်မှာမုံရမန္တလေးပခုတ်ကူလမ်းဆောင်မှာစီးတဲ့ချောင်းဦးမြို့အဝင်စစ်တပ်ကဲကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ဒါအဲ့ဒီတက်ခတ်မှုက7မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်က၄ဦးသေဆုံးခဲ့က၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ဒါအပြင်အဲ့ဒီတက်ခတ်မှုအတွင်းဒါကြောင့်တော်လိုင်းရဲဘော်တဦးကတော့မြင့်မြတ်စွာအသက်ပေးလူသွားခဲ့ရပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျ။ဒါအဲ့ဒီတက်ပွဲအတွင်းထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ရဲဘော်နှစ်ဦးကိုအချိန်မီစစ်ကူတားနိုင်ရင်းနဲ့ပြန်လည်ဆော့ခွာနိုင်ရေးအတွက်အကြံပတ်စစ်တပ်စခန်းကိုအောင်မြင်စွာအပိသက်သိမ်းပိုက်နိုင်ခြင်းမရှိပဲဒါကြောင့်တော်လိုင်းရဲဘော်တွေအနေနဲ့ကတော့ဘေးကင်းစွာပြန်လည်ဆော့ခွာနိုင်ခဲ့ကြောင်းသိရပါဗျ။ကဲတော့ဆက်ပြီးတော့ဒီ net ရေကန် viewer နဲ့ပတ်သက်ပြီးနောက်ဆုံးသိရတဲ့စစ်ရေးအခြေအနေလေးကတော့ ဒီနေကံဗျူဟာနဲ့စစ်ကူလာတဲ့စစ်ကြောင်းတွေကိုအလုံးစုံဖြတ်တောက်ထားနိုင်ပြီဖြစ်ပြီးဗျူဟာရဲ့ပပတ်လင်းမှာတက်ဝဲတွေဆက်လက်ဖြစ်ပေါ်နေတယ်လို့စစ်ရေးသတင်းမြစ်တချို့ကပြောဆိုထားပါတယ်ဒီအမ်ဘဒန်လမ်းပိုင်းမှာအကြီးဆုံးစစ်စခန်းဖြစ်တဲ့နေကံဗျူဟာဂုံကိုအာရခတ်တပ်တော် AA နဲ့မဟာမိတ်တပ်ဖွဲ့တွေကထိုးစစ်ဆင်တက်ခိုင်းနေပြီးဒီကနေ့နိုဝင်ဘာလ၄ရက်နေ့အထိအခြေအနေကိုတော့မြေပြင်စစ်ရေးသတင်းမြစ်တချို့ကအခုလိုပဲပြောဆိုထားပါတယ် ဒီ viewer ထဲကိုလေချောင်းကနေလူရင်အားနေမပို့နိုင်တော့ဘူးရိတ်ခါတွေပဲပြစ်ချလို့ရတယ်လမ်းကြောင်းကလာတဲ့အဖွဲတွေကလည်း viewer အထက်ထိမပေါတော့ဘူးပတ်ချလဲမှာဖြတ်တောက်ထားတဲ့အခြေအနေပါလို့ပြောဆိုထားပါတယ်ဒါမြေပြင်ကနေစစ်ကူပို့ဖို့ကြိုးစားတဲ့စစ်ကြောင်းတွေထဲကစစ်မှုထမ်းတင်းနှင်းစင်တပ်သားတွေကလည်းထွက်ပြေးနေကြပြီးတော့အေအေနဲ့မဟာမိတ်တပ်ဖွဲ့တွေကလည်းဇက်တိုက်ဖမ်းမိနေပါတယ်ဒီစစ်တုပ်ပန်းတွေပြောတာကတော့ viewer ထဲမှာအယောက်300လောက်ကျန်တယ်ဒဏ်ရာရတာကတော့90လောက်ရှိပါမယ် ဒီဒဏ်ရာရရှိတဲ့သူတွေကိုကဘာလုံးထဲမှာထည့်ထားကြအောင်ဒီစစ်တုပ်ပန်းတွေကပြောဆိုထားပါတယ်။ဒီ viewer ကုန်းကိုအပိသက်သိမ်းယူနိုင်ဖို့အတွက်လက်ကျန်တပ်စခန်းတချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေကြအောင် Arakata.a ကအော်တိုဘာလ15ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒီတအန်းတက်မတော် TNLA ဆုတ်ခွာမဲ့မြို့များကို PLA အပါဝင်တော်လိုင်းတပ်ပေါင်းစုတွေကအစွမ်းကုန်ကာကွယ်သွားဖို့ပြင်ဆင်ထားကြအောင် PLA သတင်းနဲ့ပြည်ညာရေးတာဝန်ရှိသူကပြောဆိုထားပါတယ်ဆိုတဲ့သတင်းလေးကတော့ ဒီ TNL ကအော်တိုဘာလ29ရက်နေ့တရုတ်ရဲ့ဂျောင်းဝင်စစ်စပ်မှုဖြင့်စစ်တပ်နဲ့အပြစ်ခတ်ရက်စဲလိုက်ပြီးမိုးကုံနဲ့မိုးမိတ်မြို့များမှဆုတ်ခွာသွားမိဖြစ်ကြောင်းတရုတ်ဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီ TNL ဆုတ်ခွာသွားမဲ့ဆိုရင် PLA မန္တလေး PDF မိုးကုတ်ဗျူဟာနဲ့အခြားတပ်တွေစီတည်တယ်။ ABSDF တို့လည်းစီပါတယ်။အခြားတပ်ပေါင်းစုတွေကတော့အစွမ်းကုန်ကာကွယ်သွားမှာပါ။ဒါပေမဲ့တကယ်လို့မြို့တွေကိုစစ်ခွေတွေကဝင်သွားပြီးကိုဘကမကနိုင်လို့ဝင်သွားခဲ့ပြီးဆိုရင်တော့သူတို့ကထုံးစံအတိုင်းရန်သူတပ်ကတော့အစိုးမရဘူးဆိုတော့ တို့မီးဆို့ရင်လဲဆို့မယ်ဖြတ်ရင်လဲဖြတ်စီမယ်ဆိုတော့အဲ့ဒီအန်ဒီရီကိုကြည့်ပြီးတော့တချို့လဲဆွေတင်ပြောင်းတင်းတဲ့လူတွေအနေနဲ့ဆွေပြောင်းထိုင်းရင်လဲမမှားဘူးနောက်ပြီးတော့ဝိုင်းတိုင်မဲ့အဖွဲတွေကာကွယ်ပေးမဲ့အဖွဲတွေကိုလဲစစ်တဲ့ပိုင်းအရာရောငွေကြေးပိုင်းအရာရောဝမ်းမီဆောက်ဆောက်ပေးဖို့၊ကူညီပေးဖို့နောက်ပြီးတော့ဒီလောက်အထိလဲအရင်ကြီးစိုးရင်ကြောက်လန့်မနေကြဖို့မိဘပြည်သူတွေကိုတိုက်တွန်းချင်ပါတယ်လို့ PLA သတင်းနဲ့ပြည်ညာရေးတာဝန်ရှိသူကပြောဆိုထားပါတယ်။ ဒီ TNL တက်ကလက်လုတ်ဆောက်ခွာဖို့စီနေတဲ့မူကုံမျိုးနဲ့မုံမိတ်မျိုးပေါ်ကိုအကြံပတ်စစ်တပ်ကမျိုးတွေတို့တရင်ပေးများဆီလွတ်ထားပြီးတပိတ်ချင်းမျိုးနဲ့ဘက်မှဝင်ရောက်ဖို့စတင်လှုပ်ဆောင်နေကြောင်းမူကုံမျိုးနဲ့မုံမိတ်မျိုးတို့မှ TNL တက်များဆောက်ခွာသွားမယ်လို့ကြေညာခဲ့ပြီးတဲ့နောက်အဲ့ဒီနှစ်မျိုးစလုံးကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်နိုင်ရဲ့အတွက်စ조사ဆောင်ရွက်လျက်စီရမှာပြည်သူ့ကာကွယ်တပ်ဖွဲ့အသီးသီးကလည်းအဲ့ဒီမျိုးများကိုအစွမ်းကုန်ကာကွယ်သွားပြီဖြစ်ကြောင်းအသီးသီးထုတ်ပြန်အသိပေးထားပါတယ်ဒီအကြံပတ်စစ်တပ်ကတပိတ်ချင်းမျိုးနဲ့အတွင်းမှာစစ်တဲ့ အမှတ်73တက်မတော်တမ်းမြင့်တင်တန်းကျောင်းတတကဆက်တုံးမှာမိုးကုံမျိုးမုံမိတ်မျိုးနဲ့အခြားမျိုးများမှဆောက်ခွာလာတဲ့စစ်သားတွေကိုစုဖွဲ့ထားတဲ့စစ်မှုထမ်းတပ်သားတဲ့တွေကိုလည်းတင်တန်းပေးကတိုက်ပွဲဖြစ်ပွားရနေရာတွေကိုစစ်ကူလက်နက်ရဲကခဲယမ်းများပို့ဆောင်နေကြောင်းအလားတူမိုးကုံမျိုးနဲ့မုံမိတ်မျိုးပေါ်တွေမှာတရင်ပေးမဲ့သူတွေကိုစစ်လွတ်ထားကြောင်းသိရပါဗါးလက်ရှိအချိန်မှာပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အနေနဲ့စကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်း၊ဆမ်းမိနယ်မြောက်ပိုင်းနဲ့တနင်္သာရီဒေသတို့မှာမဟာမိတ်များနဲ့ပူးပေါင်းကစစ်အုပ်စုကိုတိုက်ခိုက်လျက်ရှိပြီ စစ်ဒေသအသီးသီးမှာဆရာနာစင်စနစ်အမြင့်ပြည့်ရည်အတွက်အကြမ်းဖက်စစ်အုပ်စုကိုအလဲထိုးနိုင်ဖို့တိုက်ပွဲဆင်နွှဲနေခြင်းဖြစ်ကြောင်း၁၀နှစ်ခုစစ်စင်ရေးနှစ်နှစ်ပြည့်ထုတ်ပြန်ကြေမှာအသိပေးထားပါတယ်။အဲတော့နော်ဒါကြောင့်တွန်လိုင်းတက်ဖွဲ့ရဲ့ခင်ယူချက်နဲ့ဒီစိတ်သက်ပြင်းပြမှုကိုတော့ဒါကြောင့်အနေနဲ့တကယ်ကိုလေးစားပြီးသားပါပဲနော်။အဲတော့ဒါကြောင့်ပြည်သူတွေအနေနဲ့ကလည်းဒါကြောင့်တွန်လိုင်းတက်ဖွဲ့ရဲ့လိုအပ်ချက်လေးတွေကိုကူညီထောက်ပံ့အားဖြည့်ပေးကြဖို့ဒါကြောင့်အနေနဲ့ထပ်ပြီးတော့မေတ္တာရပ်ခံပါတယ်။ကဲတော့ဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရေးတည်င်းကောင်းလေးတွေကတော့ဒီလောက်ပါပဲ။ ဒီနောက်မှာပထမဆုံးဒီဦးအောင်မိုးဝင်းရဲ့စီရင်နိုင်ငံရေးလေးလသုံးသက်ချက်လေးတွေကိုဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ဟမ်အဲ့တော့တစ်တုံညာနှစ်ကိုစတဲ့အချိန်မှာဒီညီနောင်သုံးဘော်ရဲ့စစ်စင်ရအင်မတန်အောင်မြင်တယ်အဲ့အချိန်မှာဝေဦးတော်နိုင်ရလည်းအချိန်ရလာတယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာအားလုံးကစုစုစည်းစည်းနေတာကကုနာဟိုပေါင်းစည်းပြီးတော့သူတို့ရဲ့ညီမချက်တွေကိုပေါ်ဆောင်မယ်ဆိုရင်အများကြီးဟိုဖြစ်လာနိုင်တယ်အားလုံးကလည်းအဲ့လိုမျှော်လင့်ခဲ့ကြတယ်ဘာကြောင့်ဒီဝူတော်လန်ရေးကအဲ့ဒီအစ်ကိုဘယ်မရောက်သွားနိုင်ရတာလဲအဲ့ဒီပေါ်ကတုံးတစ်ချက်များရှိထားလားဘာများပြောလို့လဲ အဓိကအချက်နှစ်ချက်ဖြစ်ပါမယ်နော်အဓိကအချက်နှစ်ချက်ဆိုတာဟိုပထမတစ်ချက်ကဟိုခုနပြောတဲ့1027ပေါ့ဒီပထမ line ဆိုတာကပေါ့တကယ်ဖက်ဖက်ပြောင်းစုတိဆောက်ဖို့အတွက်လုပ်ခဲ့တဲ့ဟာလားနွေဦးတော်လိုင်းနဲ့ရောတကယ်ဆိုင်လားဆိုတဲ့ဟာဒါကရှင်းရှင်းလင်းလင်းမေးခွန်းထုတ်ဖို့လိုတာပေါ့နော်ဒီနွေဦးတော်လိုင်းနဲ့မဆိုင်လို့တိုင်းရင်းသားတွေကကို့အာဂျင်နာနဲ့ကိုသွားကြတယ်ဆိုတာလည်းဟိုအပြစ်ပြောလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ဒီနွေဦးတော်လိုင်းရဲ့ framework ကမှာ မှားတာပါတယ်ဆိုတော့ဝါရဲ့လက်နက်ကင်တော်လာရေးအင်အားစုတွေမှာတွားပြီးတော့ကိုကအစိုးရဆိုတော့တွားပွဲလေအပေါ်စီကတွားနေကြတော့အဲ့တော့တိုင်းရင်းသားလက်နက်ကင်အစုတွေကဘယ်နေရာစပါ့ဟိုဒီအစိုးရအောက်ကောင်မရမှာအဲ့တော့သူတို့ကလည်းဒီနွေတော်လာရေးလှုပ်ရှားမှုကိုဟိုတန်တရားနဲ့ချင်းတာပေါ့နော်အရှင်ပေါင်းတာတာပေါ့ဒါကြောင့်မလို့လည်းကျွန်တော်ထင်ပါတယ်ဟလာပုံချုပ်ကံမော်တို့ KIA တို့ဘာလို့ဆိုတာဟိုတကယ်တကယ်တပ်ပေါင်းစုအစ်တော်မရဘူးလူထဲတဲ့အခါမှာသမဏနေရာတို့ဘာလို့မှာသူတို့နဲ့ဒီစားတဲ့သူထဲတယ်ဆိုတာအကုန်လုံးကအရှင်လေဟိုဘသူက စစ်ကိုအားသာအောင်လုပ်နိုင်တယ်ဥပမာ UNG ကအားသာအောင်လုပ်နိုင်တယ်ဆိုတော့သူတို့ UNG နဲ့ပေါ့ပါပေါ့နော် UNG ကအားသာအောင်လုပ်နိုင်မယ်နဲ့ဟိုစစ်တပ်ကပဲအရင်လိုပဲပြန်နိုင်သွားမယ်ဆိုရင်သူတို့စစ်တပ်နဲ့ပဲပြန်တည်ရမှာလေအဲ့တော့သူတို့ကလည်းဟိုဒီဘက်က framework ကသူတို့ကြိုက်တဲ့ framework မဟုတ်တဲ့ခါမှာသူတို့ရဲ့စဉ်းစားမှုကလည်းအရှင်းစဉ်းစားကြပါနော်အဲ့တော့ပထမတစ်ချက်ကပထမ line ကပေါ့နော်မြေဥတော်လိုင်းနဲ့ရောတကယ် inline ဖြစ်ရလားဆိုတဲ့ဟိုတစ်ချက်ပေါ့ကျွန်တော်လည်းပထမ line ရဲ့ UI ချက်ကကြားဖြန့်ကိစ္စရေဒီစစ်အာဏာသိမ်းအစိုးရ ဟုတ်လားမတည်နေအောင်လုပ်နေတာဘူးလက်ဆင်ပေးလို့ဒါတရုတ်ရဲ့စัญญံလေးနော်အဲ့တော့တရုတ်ကအခုမှပါတာမဟုတ်ဘူးပထမလိုင်းစတယ်ကပါတာဒါကိုကျွန်တော်တို့ကရှင်းရှင်းလင်းလင်းသိဖို့လိုတယ်နော်ဒါပထမတစ်ချက်နော်အထက်ကဒုတိယတစ်ချက်ကနေဦးဒေါ်လာကြီးအချိန်ကောင်းမှုဆိုတာ framework တစ်ခုလုံးမှာမှားတာလေအစင်းမြိုင်အစိုးရဖွဲ့ပြီးလုပ်ခဲ့တဲ့ဒေါ်လာကြီးဘယ်ဒေါ်လာကြီးမှမအောင်ကျွန်တော်တောက်လျှောက်ပြောတာစောက်ခွေရနော်ကမ္ဘာနိုင်ငံကြီးမှာကျွန်တော်တို့ကသုတေသနလုပ်တာလေအဲ့တော့ဟိုပထမအဆင့်ကလက်နက်ကိုင်ဒေါ်လာကြီးစီကမှာတပ်ပေါင်းစုပုံစံဖွဲ့ပြီးမှာဟို agreement တစ်ခုနိုင်ငံကြီး agreement တစ်ခုရအောင်ပါမယ် နိုင်ငံရေး green light ရအောင်မလုပ်နိုင်ခင်တဲ့စစ်နိုင်တိုက်ရေးဆိုတာခင်ဗျာဟိုဘယုံတကရလာပဲထွက်တာနော်ဒီနေ့ကြုံနေရတာအားလုံးပဲအဲ့တော့ဒီလိုလေးတိုင်းရင်းသားလည်းလည်းကြာကျွန်တော်ထင်ပါတယ်သူတို့အလုပ်သူတို့လုပ်တာပါနော်ဟိုသူတို့နယ်မြေသူတို့ဟိုလွတ်မြောက်ပါမယ်ဟိုတိုင်းနိုင်ငံနယ်မြေရဖို့ဟိုလုပ်တယ်လေနော်အဲ့တော့ဗမာတွေကကျွန်တော်တို့ဗမာနိုင်ငံရေးသမားတွေဗမာတော်နိုင်ငံရေးသမားတွေကတခြားလူတွေပေါ်မှာမျောလင့်ချက်ကြီးကြီးနဲ့လုံနေတာတဲ့ကိုကိုတိုင်းဖန်နေอยู่လို့လေအခုဟိုတီယန်နာနေတို့ဘာလို့ပါဆိုတော့တကယ်တမ်းပြောမယ်ဆိုရင်ပထမတိုင်းအဆင့်လေးရောက်ပြန်ရောက်သွားတာပဲလေ ဲ့ဒါဒုတိယလိုင်းလုံးကတင်ထားတဲ့နယ်မြေလူပေးရတာတွေလို့ဒီ high ground သဘောတူညီမှုအခြေခံပုံမှာရထားတဲ့ပထမလိုင်းပုံမှာရခဲ့ကြတာပဲနောက်တစ်ခုကဗမာနိုင်ငံရေးသမားတွေဒီတိုင်းရင်းသားတွေရဲ့ကြံစည်တာကြီးမှာဝင်ပြီးလက်မရှိဘူးလို့ရယ်ဥပမာပြောမှာဆိုညာဟိုရှမ်းနယ်တွေရှမ်းပြည်ကိုရှမ်းလက်နက်ကိုင်တော်လိုင်းရေးတွေကဝင်သိမ်းတာပြဿနာမရှိဘူးဒါပေမဲ့ TNL တို့တခြားလူတွေကဝင်သိမ်းတဲ့အခါမှာတွားပြီးတော့ဆွေရမထောက်ခံဘူးလေเนาะရှမ်းနယ်ရဲ့ပိုင်ဆိုင်မှုကရှမ်းပြည်လူတွေပဲဆုံးဖြတ်ပါလိမ့်ကိုကဝင်လာပြီးတော့တွားပြီးတော့ ဝင်မဆွတ်ဖက်ဖို့လုပ်တယ်အဲ့လိုဆွတ်ဖက်ရင်ခင်ဗျာဗမာပြည်နေလုတ်ခဲ့တဲ့ဟာကိုအားပေးတာလည်းမထူဘူးလေဒါကကျွန်တော်တို့ဗမာနိုင်ငံကြီးသမားတွေဗမာအုပ်စုကြီးအထူးသဖြင့်2015နောက်ပိုင်းကမှနိုင်ငံကြီးကိုဖျောက်ဝင်လာတဲ့သူတွေဟို online မှာရှောက်ပြီးလာတယ်ဒါတွေကိုစင်ကျင်မှုလို့ရတယ်ပေါ့အဲ့တော့ဘာကိုပြောချင်လဲဆိုတော့ TNL အခုပထမ line မှာတော့တိတ်ထားတဲ့နည်းမျိုးတွေကိုယ်တိုင်ကကျွန်တော်ချင်တဲ့ဒေသခံတွေနဲ့ပြဿနာတွေရှိနေကြတယ်အဲ့တော့ဟိုစစ်တပ်နဲ့လည်း TNL ကတိုက်နေသူတစ်ဖက်မှာလည်းဒေသခံတွေနဲ့ TNL ကြားကပြဿနာတွေရလည်းရှိတယ်အဲ့ဒါကဟိုကာယကရှင်တွေပဲရှင်းရပါသေးတယ်နော်ဗမာနိုင်ငံကြီး လုတ်တက်သူတွေမတိမနဲ့ဝင်ဝင်ပြီးတော့သူများရဲ့ဟိုတိုင်းသားကြီးတွေမှာဝင်ပြီးမဆွတ်ခိုင်းကြပါဘူး။ဒါတို့တော့သတိထားဖို့ရမယ်ထင်တယ်။နောက်တော့ဟို IUG တာမကပါဘူးဟိုလက်နက်ကိုင်အုပ်စုတွေပေါ့နော်။အခုဟိုစစ်တပ်ကကချင်မဲဖြစ်ဖြစ်ဟိုရခိုင်မဲဖြစ်ဖြစ်ဟိုတွေ့ဆုံဆွေးနွေးရေးလုတ်တက်ဆိုတာကိုကဟိုတူတူတန်တန်ဟိုပါဝါပြနိုင်လို့ပြတာပေါ့နော်။တူတူတန်တန်စကားပြောနိုင်တဲ့အနေထားတော့သူတို့ရှိကြပြီလေ။နောက်ဆုံးများစစ်ရေးဟာတစ်ဖက်နဲ့တစ်ဖက်မနိုင်ကြလို့တွေ့ဆုံဆွေးနွေးစကားပြောပြီးဆိုရင်ဒီအဆင့်ကိုရပ်ဖို့လုပ်တာပေါ့အဲ့တော့ IUG ရောအညာကကျွန်တော်တို့ PDF တွေရောမန်လေး ဟို PDF ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်လေเนาะအချိန်တစ်ခုရောက်လို့စစ်ကကြားရမယ်เนาะဟိုကြားလာကြတော့မယ်တယောက်နဲ့တယောက်စကားပြောကြမယ်ဆိုရင်ကိုကခိုင်ခိုင်မာမာအင်အားတောင်းမှုတူတာပေါ့အဲ့တော့ခိုင်ခိုင်မာမာအင်အားတောင်းမှုပါဆိုတာဗျာဖြစ်စေချင်တာကတကယ်ကိုဟိုတော်တော်လဲ့လဲ့လုံနိုင်တယ်တကယ်ကိုဟိုနိုင်ငံရေးရာရောထထမြမြရှိတဲ့ဟိုလူငယ်ခေါင်းဆောင်တွေကိုပို့ပြီးတော့နေရာပေးတင်တာပေါ့เนาะဟိုကျွန်တော်တို့ဘာသာဆိုတာကကျွန်တော်တို့ရွယ်တက်တန်းလေးပါနေလေအခုတိလဲเนาะကိုကြီးမွန်တို့ဘာလို့ဆိုတာဒါကျွန်တော်တို့လည်းလုတ်ခိုင်မယ်ဒီပါဒါမှမဟုတ်သူတို့အတက်ရွယ်ရဟိုတိုင်းနမဲ့ကမှဖြစ်တော့ကျွန်တော်အမှန်တိုင်းပြောเนาะ ဟိုငကိုလုံးကဟိုတော်လိုင်းကြီးနဲ့ကြီးလာပြီးတော့အားကစားတွေလှုပ်ပြီးတော့တော်တော်လက်လက်ဆိုတမျိုးလေးနော်ဒီလိုကနေလာခဲ့ကြတာမဟုတ် easy going ကနေနေခဲ့ကြပြီးမှဟုတ်လားဒီလက်လက်ကိုင်တော်လိုင်းဘက်ကိုလှုပ်ကြတာဆိုတော့ဟိုဒါတွေကစိတ်ကူးရလို့မရအဲ့တော့လူငယ်ခေါင်းဆောင်တွေတဲ့ကနေထက်ထက်မြက်မြက်ဥဆောင်ပြီးတော့အဖွဲ့တွေ restructure လုပ်တဲ့အထက်ဒါကြောင့်ကျွန်တော် တောက်ချောင်ပြောလာဒီအဖွဲ့တွေက restructure လုပ်တင်တယ်ပြန်ပြီးတော့ဖွဲ့စည်းတင်တယ်ဘာပြောလူမျိုးသေးချင်းဦးတင်တဲ့တကယ်ခိုင်ခိုင်မာမာဥဆောင်နိုင်တဲ့ဟာဒီခေါင်းဆောင်မျိုးဆိုရင်ကိုတိုက်နေတဲ့ရန်သူက နောက်ဆုံးညာဟိုဆက်မနိုင်ဘူးဟိုတစ်ဖက်နဲ့တစ်ဖက်အတိုင်းမတိုင်နိုင်ကြတော့ဟိုတန်းလူစကားပြောရအောင်ပါလေနော်ဒီအဆင့်ဒီလဲဒုတိယတစ်ဆင့်လောက်မှာပြန်ထားသိတယ်မှာကဲတော့နော်ဒါဥအောင်မဝင်သုံးသက်ပြောဆိုသွားတာလေးတွေကတကယ်ကိုကောင်းပါတယ်နော်တကယ်ဒီလဲအမှန်တရားတွေကြီးပါပဲနော်ကဲတော့နောက်ထပ်ဒီဝါကိုပိုင်အုတ်ချုပ်ခွင့်ရဒေတာရဲ့ဒီရုံးဆိုင်တဲ့နေရာဆိုရင်အရင်ကဟိုဘက်မှာဆိုပေမဲ့အခုကဒီမမှန်ကိုပြောင်းသွားလို့ဆိုပြီးဒီတစ်ချိန်လုံးသူတို့စစ်ခွေတက်တဲ့ဝါတွေကိုရန်တိုက်ပေးနေတဲ့ဒီစပေါ်ဘဲသားကြောင်မင်းကြီးကတော့ဘလို့တွေကြေကွဲလောင်မြိုက်ထားအောင်လဲဆိုတာ ညဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်ညာအခြားတစ်ဖက်မှာတော့တပ်မတော်ကဒီကျွန်တော်တို့မသိလိုက်တာလားကျွန်တော်တို့ပဲမေးလျော့သွားတာလားကျွန်တော်တို့ပဲလွဲနေရလားတော့မသိပေမဲ့ဘောနော်ဆိုတော့ဝါဒေတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မသိလိုက်တဲ့အချက် information တခုကထွက်လာတယ်အဲ့ဒါကလည်းတော်တော်စိတ်ဝင်စားကောင်းပါတယ်ဒီဝါဒေတာဘောနော်ဝါဒေတာရဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းရုံးဆိုင်ရာမြို့ပြင်ဆင်သတ်မှတ်သည်ဆိုပြီးကြီးညာလိုက်တာတွေ့ရတယ်အဲ့ဒါ ပြီးခဲ့တဲ့စက်တင်ဘာ16ရက်ကလေးကအမိတ်မှတ်တစ်ခုနဲ့ကြီးညာထားတာဗျာကျွန်တော်တို့ကလည်းခုမှအဲ့ဒါကိုတော့တွေ့ရဘယ်လိုတွေ့ရလဲဆိုတော့သူကအရင်တော့ငါဝါရဲ့ကိုပိုင်အုတ်ချုပ်ခွင့်ရတိုင်ရဲ့ဝါကိုပိုင်အုတ်ချုပ်ခွင့်ရတိုင်ရဲ့မြို့ဟာခုပံမြို့ဆိုတတ်မှတ်တယ်အခုအဲ့ဖော်ပြချက်ကိုဝါကိုပိုင်အုတ်ချုပ်ခွင့်ရဒေသရဲ့တိုင်ဟာမမန်းမြို့ဆိုပြောင်းလိုက်တယ်အဲ့ဒါကိုဒါဘုံကြီးကြီးမြောင်းလိုင်းရဲ့အမိတ်မှတ်ဆိုပြီးတော့ကြီးညာတာတွေ့ရတယ်ဆိုတော့ဝါဒေသရဲ့ရုပ်ဆိုင်မြို့ဟာမမန်းဖြစ်သွားတယ်ခုပံမဟုတ်တော့ဆိုတော့ဒါဆိုရင်ခုပံကို ကိုပန်ပန်လုံးကိုတက်ကဝါလက်ထဲကိုတကယ်ပဲသူဒီဥပဒေတိုင်းဖွေးဖွေးချင်ဥပဒေတိုင်းပေးလိုက်တာလားဖွေးဖွေးချင်ဥပဒေပါတိုင်းလက်လျှော့ပေးလိုက်တာလားဆိုမေးရအောင်ဖြစ်တယ်ဆိုတော့ကျွန်တော်ဘလို့လဲပေါ့ဒါဘလို့လဲစောင့်တော့ကြည့်ရမယ်နော်ဆိုတော့ဒီတစင်တစက်ကိုစစ်စင်ရအပြီးမှာဟိုပန်ပန်လုံးကအရင်ကတက်ကထိချုပ်ထားတယ်နေမြေတက်နဲ့ဝါတွေပေါင်းပြီးတော့ထိုင်ထားတယ်မြေအခုအဲ့မှာတက်ကမထိုင်တော့ဘဲနဲ့တက်ကမမန်းအောင်ရှုလိုက်ရှုလိုက်ရှုမယ်သဘောလားဟိုပန်ပန်လုံးဝါတွေပဲတိတန်ထိုင်ထိုင်တော့မှာသဘောလားဒါဆိုရင်ကျွန်တော်တို့ကနေမြေတွေချုပ်ရဲရချုပ်နေမြေတွေတက်ကနောက်ပြန်ဆုပ်ပေးလိုက်တာလား ဘာသဘောတူညီချက်တွေလဲဆိုတာကျွန်တော်တို့လည်းမသိနိုင်အဲ့တော့ပလောင်နဲ့လည်းအလားတူပဲကျွန်တော်တို့ကမိုးကုတ်မိုးမိတ်စုပ်ပြီးလို့ပြောပြီးတော့တချို့မျိုးတွေသူတို့ဆက်ယူသွားအောင်မလားဘယ်မျိုးတွေသူတို့ခြံထားခဲ့မှာလဲကိုယ်ပဲအုပ်ချုပ်ခွင့်ရပလောင်ကိုယ်ပဲအုပ်ချုပ်ခွင့်ရဒေတာတဲ့ပို့တဲ့မျိုးတွေကိုပလောင်တွေတစ်ထည့်ကိုထည့်မှုလားထည့်မှာလားထည့်လို့ရသလားမရသလားစသဖြင့်ဒါတွေစဉ်းစားကြရတော့အများကြီးဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကတော့နိုင်ငံရေးခင်းချက်မှာကျွန်တော်စောင့်မကြည့်ပါနဲ့ဘယ်သူတွေကဘယ်ခြေလမ်းလမ်းပြီးဘယ်ခြေလမ်းမပါလို့တယ်ပြောလို့လည်းမရဘူးအားလုံးကတမိုင်းရဲ့မှတ်တမ်းမှောက်မှတ်တမ်းမရရည်နဲ့မှတ်ကြောက်နေတာအဲ့တော့ဒီတမိုင်းမှတ်တမ်းမရမှတ်ကြောက်နေတယ်မှာ ျွန်တော်ကတည့်ခဏနေမဖြစ်အောင်တော့ကိုယ့်ကိုမြင်ကြဖို့လိုပဲလို့ကျောင်းကြောက်တော့ဗောကဲတော့ဒါတို့စစ်ခွေတက်တဲ့ဝါတွေကဘလို့တွေအပေးယူတွေနဲ့လောက်လိုက်လဲဆိုတာကတော့ဒါကြောင့်အနေနဲ့မသိရဘူးဆိုပေမဲ့ဒါတစ်ချိန်လုံးတို့စစ်ခွေတက်တဲ့ဝါတွေကိုဒါတစ်ချိန်လုံးရန်တိုက်ပေးခဲ့တဲ့ဒီစဘာပွဲစားကြောင်မင်းအနေနဲ့ကတော့ဘလောက်ဒီခံပြင်းနေလဲဆိုတာဒီကောင်ပြောသွားတာကိုပဲကြည့်လိုက်ပါတော့ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒီစီမူတန်ပေါ်တာဆွဲပတ်စံနေမတရားတောင်း ဒီစစ်မှုတန်တပ်သားတဲ့တွေကိုအနိုင်ကျင့်နှိမ့်ဆက်နေတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဒါကိုမမောင်ကလည်းဘလို့တွေဖော်ကောင်းလောက်တာအောင်မလဲဆိုတာကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာလောက်ပါတာအုတ်ကြီးပေါ့နော်ဒီကိစ္စလေးပေါ့အုတ်ချုပ်ရေးမှုဝင်းစော်နော်အဲသူကကြံ့ခိုင်ရေးရခန့်ထားတဲ့အုတ်ချုပ်ရေးမှုဖြစ်တယ်ပေါ့နော်အဲ့တော့မပေးလို့ရှိရင်လည်းစစ်တပ်နဲ့ချင်းချောက်ပြီးလာဆွဲပါလေတဲ့နော်အဲ့တော့ဆွဲတဲ့ပြင်ကိုပေါ့နော် စွဲခံရတဲ့မိသားစုကထောက်ပံ့ချေ15သိန်းပဲရတယ်15သိန်းပဲရတယ်ဆိုတော့အဲ့တော့စွဲတဲ့နေရာမှာလဲငွေချေးကောက်ခံတဲ့နေရာမှာပဲတစ်လောက်တစ်ခါကြာနှစ်ကြိမ်ကောက်တယ်ဘာကြောင့်လဲဆိုရှင်တို့ကစစ်မှုထမ်းဝယ်လိုက်တယ်ပေါ့အဲဝယ်ပြီးတော့စစ်တပ်ကိုပေးလိုက်တယ်ဝယ်တဲ့ခါမှာစစ်မှုထမ်းကရောက်သွားပြီဟိုရောက်စေးမအောင်လို့ကျွန်တော်နောက်တစ်ယောက်ထပ်ဝယ်ရမယ်အမှန်တကယ်ကတို့လေညာကောက်နေရတယ်နော်ဟိုဘာကလုံးဝစစ်ထဲအဲဘယ်ခေါင်းလဲစစ်ထဲဝင်သွားသူကပြန်မလာရဘူး အဲ့တော့အဲ့လိုမျိုးလိန်ညာကောက်ခံမှုတွေရှိသလိုအရန်ကို night test စီးနင်းဆန်လွန်းနေတယ်ပေါ့ဗျာနော်အဲ့တော့အဲ့တော့ဘယ်လိုခေါ်မလဲနောက်ထပ် လူတွေကိုလဲပေါ့နော်သူ့ရဲ့ဒီစည်ရီးကလဲပေါ့နော်လူတွေကိုဖနှက်နဲ့ပါးကိုရိုက်ပါတယ်နော်ပြည့်ရှိရဲ့သူတွေပေါ့ပြည့်ရှိရဲ့ပါးကိုရိုက်ပါတယ်စည်ရီးပေါ့ဖြိုးဝေထွန်းလို့ခေါ်ပါတယ်နော်သူကလဲမွတ်စလင်ပါတဲ့အဲ့တော့ အဲဒါမျိုးတွေပေါ့ပြည်သူလူထုပေါ့ night test scene နဲ့အနိုင်ကျင့်နေတဲ့အုပ်ကြီးတွေကြန့်ခိုင်ရေးအုပ်ကြီးတွေอืมကြန့်ခိုင်ရေးအုပ်ကြီးတွေကြန့်ခိုင်ရေးကမဲတော်မနိုင်သေးဘူးအခုကမဲတော်မှမနိုင်သေးအခုတည်းကနေပြီးတော့ဇိရိုက်ကပြတယ်ဟုတ်လားอืมအဲ့ဒါပြောပါရိုက်မယ်ဆိုတဲ့ပုံစံမျိုးတွေများဖြစ်နေလေရောတလားအဲ့ဒါကြန့်ခိုင်ရေးဘက်ကလည်းကိုခံထားတဲ့အုပ်ကြီးတွေရဲ့အကျင့်စရိုက်နဲ့ ဒီဥစိုက်ပါနော်ခင်ဗျားတို့ပြည်သူမျက်နှာမူရမှာဖြစ်တယ်ခင်ဗျားတို့အုတ်ချော့ရမှာခြေကံဥပဒေနဲ့အုတ်ချော့ရမှာဖြစ်တယ်အဲဒီကြောင့်မလို့ပြည်သူလူထုမှာပါဝါရှိရဆိုတာသိဖို့လိုတယ်အဲ့တော့ခင်ဗျားတို့ကဒါမျိုးတွေရက်ဆက်ကြမ်းတမ်းနေမယ်နော်မောက်မာနေမယ်ဟေ့ဆိုလို့ရှိရင်ပြည်သူလူထုရဲ့ဒါပထမတလိုင်းကြီးဆက်တွေကစန့်ကျင်သွားပြီနောက်ထပ်လုံးဝမစန့်ကျင်တဲ့သူတွေပါဆက်လက်စန့်ကျင်သွားလို့ရှိရင်တော့နော်ဟိုဘယ်ကမှခင်ဗျားတို့ကြည်ခိုင်အစိုးရဆက်တက်လာမှာပဲနောက်ထပ်ခင်ဗျားတို့ကိုစန့်ကျင်တော်လှန်တော့ တော်လိုင်းအုပ်စုနောက်ထပ်တစုထပ်ပေါ်လာရင်လည်းမကောင်းဘူးအဲ့လိုဖြစ်ဖို့ဟုတ်လားဟုတ်လားဟိုမှာအဲခင်ဗျားတို့ဇိုက်တွေပြင်ဖို့လိုပါတယ်ခင်ဗျာနော်ဟုတ်ပြီနောက်တစ်ချက်အနေနဲ့ကျွန်တော်ပြောရမှာပါလဲဆိုတော့လေပါစာတွေခေါ်တယ်ဟဲ့လားစစ်မှုန်းတွေခေါ်တယ်ခေါ်ပြီးတော့စစ်တပ်ထဲမှာကောင်းကောင်းမွန်မွန်ဆက်ဆံသလားဆိုတဲ့ခါကျတော့လေနေရာတိုင်းတော့မပြောလို့ဘူးနော်ပြောအဲတချို့လေတက်တွေကနှိမ်ချဆက်ဆံပြီးတော့အနိုင်ကျင့်နေရရရှိအခုအနိုင်ကျင့်နေတဲ့ကိစ္စတွေပါစာတွေ ဟိုအနိုင်ကျင့်နေရာတွေအထိကျွန်တော်တို့တွေ့လာရတယ်เนาะအဲ့တော့ခလာရ399ပေါ့ဗျာเนาะလှိုင်ဘွဲတက်ကနေပြီးတော့ဝင်ခဲ့တယ်မြို့ဘာသာသာသနာအတွက်ဆိုပြီးတော့ဝင်သွားတာဝင်လဲဝင်တော့အထဲရောက်မှပဲအခုဆိုလို့ရှိရင်အခုဆိုအနိုင်ကျင့်ခံနေရတယ်ပေါ့ဗျာเนาะကဲကျေချူပါစာတွေစေးတေချာချာမကုပေးလို့ငှက်ဖျားတွေမိကြတယ်ဗျာနော်စေးတေတေချာချာမကုပေးလို့တိတ်ဆုံးသွားတဲ့ပါစာတွေလည်းရှိတယ်အဲဒါကတိတ်ဆုံးသွားတဲ့အုပ်စုတွေပေါ့ အဲနောက်ထပ်မိမိအိမ်ကနေပြီးတော့မိမိပိုက်ဆံမှားပြီးသုံးတာနော်သုံးတာကိုသူတို့ကိုအတိမပေးရကောင်းသလားဆိုကောင်းလားဆိုပြီးတော့အဲပါစတွေကိုကျုပ်ဖို့အိတ်တွေသူနာမည်ပါလဲဘူကြီးမင်းနိုင်နဲ့နော်ဘူကြီးမင်းနိုင်ပေါ့အဲ့တော့ကျုပ်ဖို့အိတ်ပြင်လာတယ်ကျုပ်ဖို့အိတ်ကိုစစ်သုံးကျုပ်ဖို့အိတ်ပေါ့အဲ့ထဲမှာအလေးပင်ထည့်ခိုင်းတာထည့်ခိုင်းတာပြီးတော့မြောင်းတူခိုင်းတယ် ညောင်းနေတူခိုင်းတဲ့တနာရီရနဲ့၃နာရီတူတူခိုင်းပါလေတဲ့နော်၃နာရီတူတူခိုင်းလို့မပြီးသေးဘူးမကျင်နိုင်ရင်ထပ်တူခိုင်းတယ်အဲ့တော့ဒါတွေကပါလေချွေးတက်ဆွဲတာလားခင်ဗျအနိုင်ကျင့်နေတာလားပတ်စတွေကိုခေါ်ပြီးတော့စစ်တပ်မှာပြောမထားဘဲနဲ့ဟိုဘယ်လိုကောင်းဆိုတော့စစ်တပ်မှာခေါ်ပြီးအနိုင်ကျင့်တဲ့ပုံစံမျိုးတွေဖြစ်နေတယ်ပတ်စတွေကိုဟလာစစ်မှုတန်းအတင်းတော့ဆွဲကြတယ်စစ်တပ်ထဲရောက်တဲ့ခါကျတော့ကောင်းကောင်းမွန်မွန်စစ်စစ်ထဲမှာပြောမထားတဲ့ပြင်ကိုအဲ့ဒီ corporate ဘက်အစိုးဆုံးပဲနော် corporate လို့ပဲနော် ခလာရတယ်တော်တော်အဆိုးဆုံးပဲလို့ကျွန်တော်ကြားသိရတယ်ပေါ့ဗျာနော်ကျန်တဲ့နေရာတွေမှာတော့ကျွန်တော်အဲအဲအဲ့လောက်တွေမကြားသိရအောင်အဲ့ဘက်ချန်တွေတော်တော်ဆိုးတယ်ပေါ့နော်ချန်နေရတယ်ဖြစ်နေအောင်အဲ့တော့၃နာရီတူခိုင်းနေ၃နာရီကျတော့နောက်ထပ်တနေရာကိုထပ်ပြီးတော့တူခိုင်းပါလေနော်နေ့ရက်က24ရက်10လ2025ခုနှစ်ပေါ့နော်အဲ့ဒီချိန်ကဖြစ်ခဲ့တယ်ဖြစ်ရတယ်အဲ့တော့အဲ့တော့တော်တော်လေးပေါ့ဟိုဒါမျိုးပတ်စတွေကိုအနိုင်ကျင့်မှုတွေက ကြားမကောင်းတော့ဘူးဗျာနော်ဒါတွေကတော်တော်သူတို့တွက်ကကျွန်တော်တို့မှမပြောဘူးဆိုလို့ရှိရင်ဘယ်သူမှပြောမှာမဟုတ်ဘူးဗျာနော်အဲ့တော့ပတ်စတွေကိုအနိုင်ကျင့်နေလို့ရှိရင်ဒါကျွန်တော်တို့လုံးဝသိခံမှာမဟုတ်ပါဘူးနော်ကျွန်တော်တို့လုံးဝနာမည်တွေဖြာတူးနေတဲ့အဆင့်ကိုပြောပြရပါလိမ့်မယ်နော်အခု line ပွဲနော်ခမာယာ399ဟုတ်ပြီအဲ့နောက်ထပ်ဟိုကြီးနော်ဘကမင်းနာအဲ့သူကတော့လောလောဆယ်အနိုင်ကျင့်နေတဲ့ပုံကိုပေါ့ဗျာနော်ပတ်စတွေကိုနိုင်ကျင့်နေတယ် အဲပါစားတွေခင်ဗျာမငှက်ဖြားတွေမိကြတယ်နော်ချက်ကျွေးတာတွေလည်းမကောင်းတဲ့ခါကြတော့တော်တော်များများဒုက္ခတွေရောက်ကြတယ်ကိုအိမ်ကနေကိုပိုက်ဆံမှာပြီးတော့စားတော်မှာပဲသူ့ကိုအတိမပေးလို့ဆိုတဲ့ပုံစံမျိုးတွေအထိဒါမျိုးအနိုင်ကျင့်နေတာရှိရပါတော့ကဲတော့ဒီစစ်မှုတန်တတတဲ့တွေကိုဘယ်လောက်ထိအနိုင်ကျင့်နှိမ့်ဆက်နေလဲဆိုတာကကိုမုံမောင်ပြောသွားတာအလုံးလေးကြားရအောင်ပါနော်အဲ့တော့နိုင်ငံကြီးကငါနဲ့မဆိုင်ဘူးဆိုပြီးတော့ဒီပေါ့ပေါ့နေပေါ့ပေါ့စားနေနေတဲ့သူတွေအနေနဲ့ကလည်းနော်ဒါကိုမုံမောင်ပြောသွားတာကိုတေချာလေးနားထောင်ပြီးတော့ကိုကိုကိုဆင်ခြင်ပြီးတော့နေထိုင်ကြပါနော် နောက်ပြီးမှဖြစ်လာမှအဖေကဲပါအမေကဲပါလုပ်လို့မရဘူးဆိုတော့အခုချိန်ကျရင်အတိတ်တရားလေးဝင်ပြီးနော်ဘာတွေကိုလှုပ်တင်ကန်တင်လဲဆိုတာဆုံးဖြတ်ကြပါတော့လို့ပဲဒါကြောင့်နေနဲ့ပြောရင်းနဲ့ပဲဒီညပိုင်းလေးကတော့ဒီတော့ပါပဲအားပေးကြတဲ့ကျွန်တော်ညီကိုမတော်မတယောက်ချင်းဒီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်မနက်ဖြန်ကနေစပြီးတော့ဒီမနက်ပိုင်းဗီဒီယိုလေးတွေပုံမှန်လေးပြန်ပြီးတော့တင်ပေးသွားနိုင်အောင်လို့ဒါကြောင့်တက်နိုင်တဲ့လောက်စူးစမ်းပြီးတော့တင်ဆက်ပေးသွားမယ့်အကြောင်းဒါကြောင့်ပြောရင်းနဲ့ပဲအားလုံးပဲကျမ်းမာဘေးကင်းကြပါစေညာ you